ိုင်ရွေးလိုက်ထွက်တာဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ကိုမမြအားလုံးပဲမင်္ဂလာပါနော်ကိုမရဲ့အားလုံးပဲဗျာကျွန်တော်ကလိုင်ရှုလွှင့်နေရင်တန်းလန်းနဲ့ပြတ်ကြသွားတယ်လိုင်ရှုလွှင့်နေရင်တန်းလန်းနဲ့နော်လိုင်ရှုလွှင့်နေရင်တန်းလန်းနဲ့မှပြတ်ကြသွားပါတယ်လို့နော်အခုတော့ကိုရီမရဲ့အားလုံးပဲแชร์ပေးဖို့ကျွန်တော်မြစ်တာရက်ခံအပ်ပါတယ်ဗျာနော်မင်္ဂလာပါကျွန်တော်ရဲ့ကိုမမြနော် Facebook ကကိုရီမတွေတန်းငယ်လိုင်ရှုလေးကိုအခုစဝင်လာပြီဆိုရင်အားလုံးပဲနော် စဝင်လာပြီဆိုတော့ねကျွန်တော်ကပုံမှန် share ပေးဖို့မြေတားရက်ခံအပ်ပါတယ်ဗျာเนาะလွင့်ပြီဆိုကျွန်တော်တို့ကခုနကလည်းမလွင့်ရသေးမှာပြီးသေးခင်ဟူးမကျော်ပတ်တီးပြနေတုန်းဟူးမကျော်ပတ်တီးပြနေတုန်းကျွန်တော်ရဲ့ကွေမလေး live show လေးကကြာသွားတယ်ပေါ့เนาะဒါကြောင့်မလို့ကျွန်တော်ရဲ့ကွေမလေးအခု live show လေးကိုမြင်နေတွေ့တယ်ဆိုတာနဲ့အလုံးပဲ share ပေးသွားကြပါလို့เนาะတန်းငယ်ကမြေတားရက်ခံအပ်ပါတယ်လို့အလုံးပဲ share ပေးသွားကြပါလို့ဟုတ်ပြီလားနော် share ပေးသွားကြပါလို့မြေတားရက်ခံအပ်ပါတယ်ဗျာ ရှယ်လို့ရတဲ့အကိုဒီမတွေအားလုံးကရှယ်ချင်းဖြင့်အကူအညီပေးသွားကြပါနော်မြင်းပြည်စွာနဲ့ကျွန်တော်ရဲ့ကွေမတွေတားငယ် live show လေးဆယ်ရက်ကနေ14ရက်တိတပတ်စာမွေးကပ်ခုမကျော်ပတ်သီးမပြောက်ပတ်သီးနော်မပြောက်ပရိတ်တွေကိုကျွန်တော်ရဲ့ကွေမတွေအားလုံးမြင်ပြီးတွေ့ပြီးဆိုတာနဲ့အားလုံးပဲ share ပေးသွားကြပါနော်ဒါတားငယ်ကမြစ်တရက်ခန့်အပ်တာပါဗျာနော် ားလုံးတော့ကျွန်တော်ရဲ့ကိုရမရဲ့အားလုံးကိုမေတ္တာရက်ခံအချင်းဖြစ်ပါတယ်တွေ့ပြီးမြင်ပြီးဆိုတာလည်းကျွန်တော်ကိုမများအားလုံးပဲ share ပေးသွားကြပါလို့เนาะ share ပေးသွားကြပါလို့တန်းငယ်ကမေတ္တာရက်ခံအပ်ပါတယ်လို့အားလုံးကိုကုညီလို့ရတဲ့တန်းငယ်ရေးဆိုတဲ့ကိုရမတွေအားလုံးပဲကုညီပေးသွားကြပါဗျကိုညီလို့ရတဲ့ကိုရီမရဲ့အားလုံးပဲကိုညီပေးသွားကြပါတစ်ချက်ပြန်ပြီးရှင်းပြပေးမယ်နော်တစ်ချက်ပြန်ပြီးကျွန်တော်ရဲ့ကိုရီမရဲ့အားလုံးကိုရှင်းပြပေးမယ် တန်းငယ်အားလုံးကိုနော်ကျွန်တော်ရဲ့ကိုမောင်မြအားလုံးတန်းငယ်ကဟိုပတ်သီးနဲ့တန်းငယ်ကိုပေါ့နော်တန်းငယ်ရေးပတ်သီးလေးရမ်းရှုံးနေလို့ပတ်သီးလေးလိုင်းမော်ရင်းလို့မတင်ပြတော့ဘူးလားလို့တန်းငယ်ကိုလာမေးတယ်ဖုန်းဆက်ပြီးလာမေးလို့ဩဒီတစ်ပတ်တော့ကျွန်တော်ရဲ့ကိုမောင်ကြီးလာမယ်ပွဲ10ရက်ကနေ14ရက်ထိတော့ကျွန်တော်ရဲ့ကိုမောင်ကြီးအားလုံးကိုလို့တန်းငယ်ပတ်သီးလေးတက်ပြအောင်မယ်ဆိုတဲ့စိတ်ကလေးပေါ့နော်ပတ်သီးလေးတက်ပြအောင်မယ်သူတို့တွေရှုံးများနေရတဲ့တူတယ်ဆိုတဲ့စိတ်ကလေးကြောင့်တန်းငယ်တက်ရောက်ပြီးပြပေးခြင်းဖြစ်ပါတယ်ကိုမောင်ကြီးအားလုံးကိုတန်းငယ်မန်ပါလဲမခေါ်ပါဘူး အဖွဲဝင်ကြီးလည်းမတောင်းပါဘူးပောက်ပေးလည်းသတ်မှတ်ထားခြင်းမရှိပါဘူးအလိုအလုံးကိုတန်းငယ်ရဲ့မေတ္တာအမှန်စေတနာအမှန်နဲ့အလုံးကိုကူညီပေးပါတယ်ကုရီမားဒီဘက်ကကူညီလို့ရတဲ့အရာလေးတစ်ခုနဲ့တန်းငယ်ကိုပြန်ပြီးကူညီပေးပါလို့တန်းငယ်ကလည်းမေတ္တာရက်ခံအပ်ပါတယ်အလုံးသောကျွန်တော်ရဲ့အကူမမြအလုံးအကူကြီးမကြီးဦးတော်တော်နော်ညီလေးညီမလေးအလုံးသောအကူဒီမတွေအလုံးကိုကူညီတောင်းခံခြင်းဖြစ်ပါတယ်ရှယ်လို့ရတဲ့ကူဒီမတွေအလုံးပဲရှယ်ပေးသွားပါနော်ရှယ်လို့ရတဲ့ ကိုဒီမားရီအားလုံးက share ပေးသွားပါတန်းငယ်အခုပတ်သီးလေးတွေထုတ်ပေးမှာဖြစ်ပါတယ်နော်ပထမတွေကလွှင့်နေလွှင့်တော့ line မကောင်းလို့ပြတ်ကြသွားတယ်ပြန်ရှိပါပြန်မပြောက်ပတ်သီးနော် timing 1ပြီးရင် timing 2ကိုကြည့်2ပြီးရင်တော့3ကိုကြည့်3ပြီးရင်တော့ကျွန်တော်ရဲ့ကိုဒီမားရီ4ကိုကြည့်ပေါ့နော် timing 3မှာကျွန်တော်ရဲ့ကိုယ်မှာ timing 1မှာကျွန်တော်တို့မပြောက်ပတ်သီးကိုတန်းငယ်ထုတ်ပေးထားတာမှင်စိမ့်လေးနဲ့မပြောက်ပတ်သီးလေးထုတ်ပေးထားတယ်53 3ပိတ်36 3ထိတ်135 3ပိတ်3 3 3လုံးပေါင်းခြင်းဖြစ်တယ်တဲ့ 3ရဲ့3ရဲ့ပေါင်းတော့3ပါတဲ့3ရဲ့3ရဲ့ပေါင်းတော့3ပါ3ရဲ့3ရဲ့ပေါင်းတော့6ပါအဲ့ဒီ6ဒီကမပြောက်ပတ်ဒီဖြစ်တယ်တဲ့အကိုမများအဲ့ဒီ6ဒီကမပြောက်ပတ်ဒီဖြစ်ပါတယ်တဲ့6ပတ်ဒီမပြောက်ပတ်ဒီပတ်ဒီဟိုကမပြောက်ပတ်ဒီဖြစ်တဲ့အတွက်အနိုင်ဆုံး2ချိန်တော့ကြာရမယ်အနိုင်ဆုံးကျွန်တော်ရဲ့ဒီမှာဘယ်နှချိန်လဲနှစ်ကြိမ်တော့ကြာရမယ်တဲ့မပြောက်ပတ်သည်ဖြစ်တဲ့အတွက်အနိုင်ဆုံးကျွန်တော်ရဲ့ခွေမာတွေနှစ်ကြိမ်တော့ကြာမယ်6ပတ်သည်မပြောက်ပတ်သည်တိုင်းမင်း1မှာပြတ်ထားတယ်2မှာတကယ်ကြာလားမကြာလားတစ်ချက်ကြည့် 6ပတ်ဒီမပြောက်ပတ်ဒီကျွန်တော်ရဲ့ကွေမတွေ96ဆိုပြီးတစ်ကြိမ်နဲ့86ဆိုပြီးတစ်ကြိမ်96ဆိုပြီးတစ်ကြိမ်16ဆိုပြီးတစ်ကြိမ်16ဆိုပြီးတစ်ကြိမ်တစ်ကြိမ်2ကြိမ်3ကြိမ်4ကြိမ်5ကြိမ်တိတိကျွန်တော်ရဲ့ကွေမတွေ6ပတ်ဒီမပြောက်ပတ်ဒီဟာတိုင်မင်ဝမ်းမှာပြရတဲ့အတွက်တူကိုကြည့်တော့6ပတ်ဒီမပြောက်ပတ်ဒီဟာ5ကြိမ်တိတိ5ကြိမ်တိတိထွက်ရှိလို့အောင်မြင်ခဲ့တယ်တဲ့ဒီနည်းမူတိုင်း28ဒီ8အပိတ်တဲ့ တ6ကတစ်ထိတ်တ6က6အပိတ်နဲ့8 6သုံးလုံးပေါင်းခြင်းဖြစ်တဲ့ဒီနည်းဘူးတိုင်းပဲတော့ကိုမမရှစ်ကဲတစ်ကဲပေါင်းတော့9ပါတဲ့ diamond 2မှာပြထားတဲ့အတွက်တတိကိုကြည့်ရမယ်နော်ရှစ်ကဲတစ်ကဲပေါင်းတော့9ပါ9ရဲ့6ကဲပေါင်းတော့ကျွန်တော်တို့ဘာရမလဲတဲ့9နဲ့6နဲ့ပေါင်းတော့ကျွန်တော်ကိုမမ9ရပါတယ်တဲ့အဲ့ဒီ9ဒီတဲ့ဒီမှာရေးထားတဲ့အတိုင်းမပြောက်ပတ်တိဖြစ်ပါတယ်တဲ့လိုင်းမကောင် ငါးဒီကျွန်တော်ရဲ့ဂူမာတွေမပြောက်ပတ်သည်ဖြစ်တဲ့အတွက်ဒီအပေါ်နီးဂူမာ6ပတ်သည်မပြောက်ပတ်သည်ကတော့9ချိန်တိတိကြပြီပြီဒီ9ပတ်သည်မပြောက်ပတ်သည်ကလည်းအနေဆုံးမထွက်ပါဘူးဆိုရင်2ချိန်ထွက်ရမယ်တဲ့တိုင်မင်2မှာပြတဲ့အတွက်3ကိုကြည့်တဲ့9ပတ်သည်မပြောက်ပတ်သည်ကျွန်တော်ရဲ့ဂူမာတွေ96ဆိုပြီး2ချိန်ကြပါတယ်တဲ့35ဆိုပြီး2ချိန်65ဆိုပြီး2ချိန်2ချိန်2ချိန်3ချိန်တိတိကျွန်တော်အကူမာများမပြောက်ပတ်သည်ဖြစ်တဲ့9ပတ်သည်ဟာ3ချိန်တိတိကျွန်တော်ရဲ့ဂူမာတွေတိုင်မင်3မှာကြခဲ့ပါတယ်တဲ့ ါဆိုအပေါ်နီးမူတိုင်းဒီမှာလဲဒီနီးမူတိုင်းဒီမှာလဲဒီနီးမူတိုင်းဒီမှာလဲကျွန်တော်ရေကိုမာဒီနီးမူတိုင်း88 6ရပိတ်ပါတဲ့26ကနှစ်ထိတ်35က9အပိတ်နဲ့125သုံးလုံးပေါင်းခြင်းဖြစ်တယ်တဲ့ကျွန်တော်ကိုမာများအပေါ်နီးမူတိုင်း125သုံးလုံးပေါင်းခြင်း80နှစ်ကပေါင်းတော့3ညပါတဲ့ရှင်းတဲ့နှစ်နဲ့ပေါင်းတော့3ညပါ3ညရဲ့9ရဲ့ပေါင်းတော့9ပါပဲ9ဒီကရဲ့ကျွန်တော်ရေကိုမာမပြောက်တဲ့ပတ်သီးဖြစ်တယ်ဒါပတ်သီးနဲ့အရှုံးများနေတဲ့ကိုရီမိုင်အားလုံးပဲလာမယ့်ဘွက်တဲ့ပတ်သီးကစားစေခြင်းတော့နော် အငယ်တက်ရောက်ပြီးပြပေးခြင်းဖြစ်ပါတယ်။ပသီးနဲ့ရှုံးများနေတဲ့ကိုရီမတွေ၈နှစ်၅သုံးလုံးပေါင်းခြင်းနဲ့၈နှစ်နဲ့နဲ့ပေါင်းတော့၃ညပါ၃ညရဲ့၅ရဲ့ပေါင်းတော့၅ပါအဲ့ဒီ၅ဒီကကျွန်တော်ရဲ့ကိုရီမတွေမပြောက်တဲ့ပသီးဖြစ်ပါတယ်။အလုံးမဲ့တခုတော့မြေတားရက်ခံထားမယ်နော်ကျွန်တော်ကုနာရီကလိုက်ရှိုးဆလွန်နေရပြောတယ်အလုံးမဲတခုတော့မေတ္တာရက်ခံအပ်ပါတယ်ကိုရီမရဲ့အလုံးကိုတန်းငယ်ကလည်းစေတနာထားပြီးတော့ပတိတလုံးနေတော့ပရိတ်တွေခုမကျော်ပတိတွေမပြောက်ပတိတွေကိုစေတနာထားပြီးတော့တန်းငယ်လိုက်လွန်ပေးတယ် အလကားထုတ်ပေးတယ်ဖီးပေးတယ်။ကိုမိုက်ဘက်ကလည်းတန်းငယ်ကိုပြန်လည်ကူညီတဲ့အနေနဲ့မိမိတို့ပေတို့ဂရုတို့ရှိတယ်ဆိုရင်တယောက်တစ်ချက်တော့ share ပေးတော့ဟုတ်ပြီနော်။တယောက်တစ်ချက်တော့ကျွန်တော်ရဲ့ကိုမိုက်အားလုံးပဲ share ပေးတော့ဟုတ်ပြီနော်။ငါဘက်ဒီမပြောက်ဘက်ဒီကျွန်တော်ရဲ့ကိုမကြီးဒီနီးမူတိုင်းပဲမထွက်ပါဘူးဆိုရင်တော့နှစ်ကြိမ်တိတိထွက်ရမယ်တဲ့ဟုတ်ပြီနော်နှစ်ကြိမ်တိတိထွက်ရမယ်ငါဘက်ဒီမပြောက်ဘက်ဒီကျွန်တော်ရဲ့ကိုမကြီးဟဲ့ဒီမှာ59ဒီတစ်ကြိမ်35ဒီတစ်ကြိမ်ဘယ်နှကြိမ်ထွက်လဲ နှစ်ကြိမ်တိတိကျွန်တော်ရဲ့ကွေမတွေမပြောက်ပတ်သည်ဖြစ်တဲ့၅ပတ်သည်ဟာထွက်ရှိလို့အောင်မြင်ခဲ့တယ်ဆိုရင်ကျွန်တော်ကွေမဒီမှာ၆ပတ်သည်၅ကြိမ်တိတိထွက်တယ်ဒီမှာ၅ပတ်သည်၃ကြိမ်တိတိထွက်တယ်ဒီမှာ၅ပတ်သည်နှစ်ကြိမ်တိတိထွက်တယ်ကျွန်တော်ရဲ့ကွေမကြီးဒါဆိုရင်လာမယ့်ပွဲအတွက်ပန်းငယ်ရေမပြောက်ပတ်သီးလေးကိုကစားခြင်းနဲ့လိုက်ခြင်းနဲ့မပြောက်ပတ်သီးလေးနဲ့ဆော့ခြင်းနဲ့ပတ်သီးနဲ့ရှုံးများနေတဲ့ကိုဒီမတွေအားလုံးလာမယ့်ဘွဲတော့မပြောက်ပတ်သီးကို ပတ်ချင်တဲ့တားငယ်ရေးဆိုရင်တစ်ချက်ကြည့်၃ညနဲ့နှစ်ပိတ်35က3ထိတ်တဲ့59က9ပိတ်နဲ့နှစ်3ကို3လုံးပေါင်းခြင်းဖြစ်ပါတယ်တဲ့နှစ်နဲ့3နဲ့ပေါင်းတော့9ပါ9နဲ့9နဲ့ပေါင်းတော့4 4တီကကျွန်တော်ရဲ့ကိုယ်မှာဟာဒီ10ရက်ကနေပြီးတော့ကျွန်တော်ကိုယ်မှာများနည်းလေးမြင်ပြမယ်ဟာဒီ10ရက်ကနေပြီးတော့ကျွန်တော်ရဲ့ကိုယ်မှာ14ရက်နေ့အထိတဲ့အဲ့ဒီ၄ပတ်တီးကကျွန်တော်ရဲ့ကိုယ်ပိုင်းမထွက်ပါဘူးဆိုနှစ်ကြိမ်တိတိထွက်လိမ့်မယ် ဟုတ်ပြီနော်အလုံးကိုစေတနာနဲ့ကူညီတာတပင်းလူတွေရှိမှပတ်သီးတစ်လုံးကိုအဖွဲဝင်ကြီးဘလောက်ပတ်သီးတစ်လုံး9000တသောင်းအဲ့လိုဝယ်နေချင်မှတန်းငယ်လက်ကားပဲထုတ်ပေးတယ်အလုံးကိုစေတနာထားပြီးအလကားပဲထုတ်ပေးပါတယ်အကူဒီမားတွေဘက်ကလည်းတန်းငယ်ကိုပြန်လည်ကူညီတဲ့အနေနဲ့တယောက်တစ်ချက် share ပေးပါလို့တန်းငယ်ကမေတ္တာရက်ခံအပ်ပါတယ်ဟုတ်ပြီနော်တော့တန်းငယ်လိုက်ရှိုးလေးကိုတွေ့ပြီးမြင်ပြီးဝင်ကြည့်ပြီးဆိုတာနဲ့အလုံးတော့မိမိတို့ကိုဒီမားတွေအလုံးကတန်းငယ်ကိုအပြန်လန်သဘောအနေနဲ့ တယောက်တစ်ချက် share လို့ရတဲ့အကူတွေကလည်းအားလုံးပဲပြီးတော့ဂရုကိုထဲမှာ share ပေးပါအောင်နော်။ဒါဆိုမပြောက်ပတ်သီးလမ်းမဲ့ဘွဲတဲ့10ရက်ကနေ14ရက်အထိမပြောက်ပတ်သီးက6ပတ်သီးဖြစ်ပါတယ်လို့တန်းငယ်ကပြောလိုက်မယ်။ပတ်သီးပတ်ချင်တဲ့အကူတွေမှလည်းဟုတ်ပြီနော်။ကဲဒါဆိုကျွန်တော်ရဲ့ဂွေမာတွေဗတိတ်ကိုတစ်ချက်လိုက်ကြည့်မပြောက်ပတ်သီးပြပြပြီးဗတိတ်ကလည်းတမျိုးတည်းသောဗတိတ်ပဲဗတိတ်လေးကိုကျွန်တော်အကုန်မှများတစ်ချက်ကြည့်ဟုတ်ပြီနော် ငါးဘူးကငါးထိတ်တိုင်းမင်းဝမ်းမှာတော့ဒီမှာ1လို့ရေးပေးထားတယ်ငါးဘူးငါးထိတ်တဘူးတအပိတ်တဲ့89ကခွန်ထိတ်နဲ့ငါးတခွန်၃လုံးပေါင်းခြင်းဖြစ်ပါတယ်ကျွန်တော်ကူမများငါးနဲ့တနဲ့ပေါင်းတော့6တဲ့6နဲ့ခွန်နဲ့ပေါင်းတော့ကျွန်တော်ကူမဗာရမယ်ငါးရဲ့တရဲ့ပေါင်းတော့ကျွန်တော်ကူမများ6ပါတဲ့6နဲ့ခွန်နဲ့ပေါင်းတော့3ပါအဲ့ဒီ3ကိုကျွန်တော်တို့ကနက်ခတ်ခွန်မယ်မပြောက်ပရိတ်မပြောက်ပရိတ်မပြောက်ပရိတ်ကကျွန်တော်ကူမမထောက်ဘူးဆိုတဲ့ချိန်တော့ထွက်မယ်နော်50တင်း ငါဘူးငါတိတ်တပူးတေးပိတ်89ခုနဲ့ငါတေးခွန်သုံးလုံးပေါင်းခြင်းတဲ့ငါနဲ့တင်းနဲ့ပေါင်းတော့6 6ခဲ့ခွန်ရဲ့ပေါင်းတော့300တဲ့300ရဲ့နက်ခတ်တည်ငါတဲ့အဲ့ဒီငါသည်ကျွန်တော်ရဲ့ကွေမာတွေမပြောက်တဲ့ဗတိတ်ဖြစ်တယ်အဲ့ဒီငါပရိကဒီတပွဲလုံးမှာမပြောက်ဘူးဗျာအနေဆုံးတစ်ချိန်တော့ထွက်မယ်နှစ်ချိန်ထွက်မယ်လို့တော့တန်းငယ်ဗတိတ်ကိုအာမမခံဘူးပရိတ်ကတကြိမ်တော့ထွက်ရမယ်ဟုတ်ပြီနော်ငါတစ်ခွန်သုံးလုံးပေါင်းချင်းငါရဲ့တစ်ကယ်ပေါင်းတော့6 6နဲ့ခွန်တော့3နှစ်ခတ်6ရဲ့ခွန်ရဲ့ပေါင်းတော့3 3ရဲ့နှစ်ခတ်ဒီငါပရိတ် ငါ့ကိုကျွန်တော်ရဲ့ဂွေမာဒီပရိတ်ဖြစ်တယ်တဲ့မပြောက်တဲ့ပရိတ်ငါးပရိတ်ကကျွန်တော်ဂွေမာဒီထွက်လာကြည့်1မှာပြတဲ့အတွက်2ကိုတစ်ချက်ကြည့်ဟုတ်ပြီနော်ငါးပရိတ်မပြောက်ပရိတ်ကျွန်တော်ရဲ့ဂွေမာဒီအဲ့ဒီမှာ66ဆိုပြီးငါးပရိတ်တစ်ကြိမ်တစ်လေးဆိုပြီးကျွန်တော်ရဲ့ဂွေမာဒီငါးပရိတ်တစ်ကြိမ်ဘယ်နှကြိမ်ထွက်လဲတန်းငယ်ကြီးဆိုရင်66တစ်ကြိမ်တစ်လေးတစ်ကြိမ်နဲ့မပြောက်ပရိတ်ငါးပရိတ်2ကြိမ်တိတိကျွန်တော်ရဲ့ဂွေမာဒီ2ကြိမ်တိတိထွက်ရှိလို့အောင်မြင်ခဲ့တယ်တဲ့ဒီနည်းမူတိုင်းပဲကျွန်တော်တို့ကအောက်ကိုဆက်သွားမယ် တိုင်မင်ဝမ်းမှာပြရတယ်တိုင်မင်ဒူးမှာတစ်ကြိမ်နှစ်ကြိမ်ထွက်တယ်တိုင်မင်ဒူးကိုကျွန်တော်တို့သွားမယ်ဒီအတိုင်းပဲအလုံးမဲ့တယောက်တစ်ချက်လိုက်လက်မှာနှိပ် share လို့ရတဲ့ကိုရီမာတွေ share ပေးထား96ဒီ9ထိတ်တဲ့96က6အပိတ်တဲ့10ဘူးက10ထိတ်နဲ့ကျွန်တော်ကိုမမြ968သုံးလုံးပေါင်းခြင်းဖြစ်တယ်တဲ့ဟုတ်ပြီနော်968ကျွန်တော်ကိုမမြသုံးလုံးပေါင်းခြင်းဖြစ်တယ်တဲ့မြန်လိုက် 9ရက်6ရက်ပေါင်းတော့ကျွန်တော်ကမှများ9နဲ့6ရက်ပေါင်းတော့ကျွန်တော်တို့9ရက်6ရက်ပေါင်းတော့ကျွန်တော်ကမှဗာရမလဲလိုင်းမကောင်းဘူးဗျာနော်လိုင်းနေတိတ်မကောင်း9နဲ့6ရက်ပေါင်းတော့တရတယ်တကယ်ရှိကယ်ပေါင်းတော့ကျွန်တော်တို့ဗာရမလဲတနဲ့ရှင်းနေပေါင်းတော့ကျွန်တော်ကမှများ9ရပါတယ်တဲ့9နက်ခတ်ခေါ်ခြင်းဒီဒီမှာလဲ နက်ခတ်ခေါ်ဒီလိုလဲနက်ခတ်ခေါ်ကိုနက်ခတ်ခေါ်တင်းဒီ6ပါတဲ့6ဒီကကျွန်တော်ရဲ့ဂွေမာတွေမပြောက်တဲ့ဗတိတ်ဖြစ်တယ်အဲ့ဒီ6ပြိမပြောက်တဲ့တိုင်မင်3ကိုကျွန်တော်တို့သွားကြည့်မယ်ဒီတိုင်မင်3ကိုကျွန်တော်ရဲ့ကိုမောင်များသွားကြည့်မယ်အဲ့ဒီ6 6ပြိ9 6ရဲ့9ရဲ့နက်ခတ်6ပြိမပြောက်ပြိအဲ့ဒီတိုင်မင်3မှာကျင်းဒီပေါက်ကြရမယ်6ပြိမပြောက်ပြိကျွန်တော်ရဲ့ဂွေမာတွေတနင်းအင်္ဂါနေ့မနက်ပိုင်းမှာပဲရှစ်ဘူးဆိုတော့6ပြိတစ်ကြိမ်ထွက်ရှိလို့ အောင်မြင်ခဲ့တယ်တဲ့ဒါဆိုကျွန်တော်တို့ timing 1ကဗတိတ်ကလည်း timing 2မှာကြပြီတဲ့2ကဗတိတ်ကလည်း2ကဗတိတ်ကလည်း3ဒီမှာကြပြီဆိုတော့ကျွန်တော်တို့ကဒီနီးမူဒီနီးမူဒီနီးမူတိုင်းဒီ timing 3မှာဆက်ပေါင်းမယ်10ဘူး10ထိတဲ့ကိုဘူးကကိုအပိတ်တဲ့ကိုဘူးကကိုထိတ်နဲ့10 9 9သုံးလုံးပေါင်းခြင်းဖြစ်တယ်တဲ့ကျွန်တော်ကိုမောင်များ ဟုတ်ပြီနော်ရှစ်ကိုကိုသုံးလုံးပေါင်းခြင်းနဲ့ရှစ်နဲ့ကိုနဲ့ပေါင်းတော့ခွန်ပါတဲ့ရှစ်ကဲကိုရဲ့ပေါင်းတော့ခွန်ခွန်နဲ့ကိုနဲ့ပေါင်းတော့ကျွန်တော်တို့ဘာရမလဲခွန်ရဲ့ကိုရဲ့ပေါင်းတော့600ရတယ်တဲ့6ကိုဒီမှာလဲနက်ခတ်ခေါ်ဒီမှာလဲနက်ခတ်ခေါ်တို့ဒီမှာလဲနက်ခတ်ခေါ်မယ်6ရဲ့နက်ခတ်ဒီ6ဖြစ်တယ်တဲ့6ဒီကကျွန်တော်ရဲ့ခွေမတွေမပြောက်တဲ့ပဒိတ်ဖြစ်ပါတယ်တဲ့အဲ့ဒီ6ပဒိတ်ဒီမပြောက်တဲ့ပဒိတ်ဖြစ်ပါတယ်တဲ့ကျွန်တော်ကိုမှမြ6ပဒိတ်မပြောက်ပဒိတ်ကျွန်တော်ရဲ့ခွေမတွေတကယ်ထွက်လားမထွက်လားတစ်ချက်ကြည့်မယ်တဲ့ တတိမပြတဲ့အတွက်ဖိုးကိုသွားကြည့်မယ်ကိုပရိတ်မပြောက်ပရိတ်ကျွန်တော်ရဲ့ကိုယ်မတွေဟာဒီမှာတရှင်းဆိုပြီးကိုပရိတ်တစ်ကြိမ်၃ညာကိုဆိုပြီးကိုပရိတ်တစ်ကြိမ်ကျွန်တော်တို့ဘယ်နှကြိမ်ထွက်လဲမပြောက်ပရိတ်ကိုပရိတ်တရှင်းဆိုပြီးတစ်ကြိမ်နဲ့၃ညာကိုဆိုပြီးတစ်ကြိမ်နှစ်ကြိမ်တိတိမပြောက်တဲ့ပရိတ်နှစ်ကြိမ်တိတိကျွန်တော်ရဲ့ကိုယ်မတွေထွက်ရှိလို့အောင်မြင်တယ်ဒီက၅ပရိတ်မပြောက်ပရိတ်က 66တကြိမ်တလေးတကြိမ်2ကြိမ်ထွက်တယ်ဒီမှာကျွန်တော်ရဲ့ကွယ်မှာ6ပြိတ်မပြောက်ပြိတ်သည်10ပူးဆိုပြီး2ကြိမ်ထွက်တယ်ဒီကမပြောက်ပြိတ်6ပြိတ်ကကျွန်တော်ရဲ့ကွယ်မှာ10ရှစ်ဆိုပြီး2ကြိမ်39ဆိုပြီး2ကြိမ်2ကြိမ်တိတိလိုင်းရလဲဗျာနော်ဒါပေမဲ့ဖွဲ့တဲ့10ကနေ14ရက်ထိမပြောက်တဲ့ပြိတ်လေးက10ရှစ်က10ထိပ်3ပူး3ပြိတ်46က4ထိပ်နဲ့13 4 3လုံးပေါင်းခြင်းဖြစ်တယ်တဲ့ကျွန်တော်ကွယ်မှာများ13 4 3လုံးပေါင်းခြင်းတဲ့တင်းနဲ့သုံးနဲ့ပေါင်းတော့ကျွန်တော်တို့၄တဲ့ လေးရက်လေးရက်ပေါင်းတော့ရှေ့ရတယ်၁တောင်း၄တောင်းလောက်ပေါင်းချင်းတိုင်းနေမကောင်းဘူးဗျာတော့လုံးလုံးဝအဆင်မပြေဘူး တဲ့ရဲ့သုံးရဲ့ပေါင်းတော့၄ပါ၄ရဲ့၄ရဲ့ပေါင်းတော့၈၈ကိုကျွန်တော်တို့အပေါ်နီးမှုတိုင်းနက်ခတ်ခေါ်၈ရဲ့နက်ခတ်တစ်ပရိတ်ဒီလာမယ့်ဘွဲတော့၁၀ရဲ့ကနေ၁၄ရက်ထိမပြောက်တဲ့ဗရိတ်လေးဖြစ်ပါတယ်ဗရိတ်လိုက်ချင်တဲ့ကိုဒီမတွေဗရိတ်ကိုကစားချင်တဲ့ကိုမများတစ်ပရိတ်ဒီမပြောက်တဲ့ဗရိတ်ဖြစ်ပါတယ်ဗရိတ်ကစားချင်တဲ့ကိုမများတစ်ပရိတ်မပြောက်ဗရိတ်လာမယ့်ဘွဲတော့အနေဆုံးမကြပါဘူးဆိုရင်တော့တစ်ကြိမ်တော့ကြတယ်ဟုတ်ပြီနော်ဗရိတ်ကစားချင်တဲ့ကိုမများတစ်ပရိတ်ဆက်နေလိုင်းနေရလဲတကယ်မကောင်းဘူးဗျာနော်လိုင်းနေရလဲမကောင်းဘူး နော်တစ်ပရိတ်ဒီလမ်းမပွဲတက်မပြောက်ပရိတ်ဖြစ်တယ်ကစားခြင်းတဲ့ကိုမမနိုင်ဆုံးဓာကြိမ်တော့ထွက်လိမ့်မယ်ပရိတ်လိုက်ခြင်းတဲ့ကိုဒီမာဒီပရိတ်လိုက်ပါကျွန်တော်တို့ရဲ့ကိုမိုင်အားလုံးပဲဟူးမကျော်ပတ်တိလေးပြပေးမယ်နော်ကျွန်တော်ဟူးမကျော်ပတ်တိခုနကလည်းပြိုင်နေလမ်းရပြတ်သွားတယ်ငါပြန်လိုက်တော့အားလုံးပဲကျွန်တော်ကိုမောင်မြန်တော့လမ်းရမကောင်းဘူးကျွန်တော်ဆက်ပြီးတော့တွက်ခွင့်ပြလို့မရပါဘူးဟူးမကျော်ပတ်တိပတ်ချင်တဲ့ကိုမောင်မြန်အားလုံးပဲဟုတ်ပြီနော်ဟူးမကျော်ပတ်တိကစားချင်တဲ့ကိုရီမာတွေ ဟူမကျော်ပတ်သီးကစားခြင်းနဲ့ကိုမမများနော်ဟူမကျော်ပတ်သီးကခုနှစ်ပတ်သီးဟူမကျော်ပတ်သီးဖြစ်ပါတယ်မပြောက်ပရိတ်ကတစ်ပရိတ်မပြောက်ပတ်သီးကလေးပတ်သီးဟုတ်ပြီနော်ဟူမကျော်ပတ်သီးကစားခြင်းနဲ့ကိုရီမတန်လိုင်းကောဟူမကျော်ပတ်သီးခုနှစ်ပတ်သီးဖြစ်ပါတယ်မပြောက်ပရိတ်ကတစ်ပရိတ်ဖြစ်ပါတယ်မပြောက်ပတ်သီးကလေးပတ်သီးဖြစ်ပါတယ်လိုင်းမကောင်းလို့နော်တပတ်စာအထူးမွေးကနန်း၄ခွတ်သိပြီလူတက်မှာမတင်အဲ့လိုမျိုးဆိုတပတ်စာကျွန်တော်ရဲ့ကိုမတွေအထူးမွေးကနန်း၄ခွတ်လိုချင်တဲ့အကူ ဘယ်ဖို့လူခံတပတ်စာတော့ကျွန်တော်ရဲ့ကိုမကြီးအထူးမွေးကနန်းအထူးမွေးကနန်းတန်းငယ်ထုတ်ပေးမယ်၄ကွက်လိုချင်တဲ့အကိုတွေမကြီး6 6နဲ့5 4 6 6 5ကိုမွေးလိုဟိုင်းပါပောက်ပေးကတော့ကိုမကြီးအားလုံးပဲပေးနေကြတိုင်းစေတနာကြီးပဲပေးပါမိမိတို့ပေးခြင်းတလောက်နော်စိတ်ထဲမှာရှိတဲ့လောက်တရားတရားထက်တန်တလောက်နော်ပောက်ခဲ့ရင်ပေးနိုင်ပါတယ်နော်ပေးရင်လည်းယူမယ်မပေးတော့လည်းမယူဘူးပေါ့နော်အထူးမကနဲ့ဟိုစေတနာဖြင့်သာကူညီပါတယ်အားလုံးကိုဘယ်သူလူတယောက်ကမှမ နော်လိုင်းရမကောင်းနော်လိုင်းရမကောင်းအဲ့လိုင်းမကောင်းတဲ့ကြားတွေကလွန့်နေရမမခေါ်ခြင်းအဖွဲ့ဝင်ကြီးတောင်းခြင်းပောက်ပေးတတ်မှတ်ခြင်းမရှိပါလိုချင်တဲ့ကိုယ်ဒီမှာစာလေးကိုတေချာဖတ်ပြပါတော့လိုင်းကောင်းတော့ပြောမယ်ဒီမှာရေးထားတဲ့စာကလေးကိုတေချာဖတ်ပြပါတေချာလေးဖတ်ပြနော်အထူးမွေးကနန်းလိုချင်တဲ့အကိုဒီမှာ66965669ကိုမွေးလို့ဟိုင်းပါပောက်ပေးကစေတနာကြီးအဲ့ဒီ66965669မှာဘိုင်ပါရှိရဲ့